ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ဗိုက်သမားအားလုံးနဲ့မင်္ဂလာပါခင်ဗျာ။ဒါနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ယက်တီချက်ပေါ်မှာအဝေဖန်မှုမျိုးတွေပေါ့နော်။အဲဝေဖန်မှုတွေတိုက်ခိုက်မှုတွေတအားအမြင့်တက်နေတယ်။အဲဒါလေးတွေ့ရတယ်။ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့အကိုလုတ်เสียရှိတယ်ထင်တဲ့အရာပေါ့ဗျာနော်။ကိုယ့်ရဲ့ထင်မြင်ချက်ကိုယ့်ရဲ့ယုံကြည်ချက်အတိုင်းယက်တီတာဖြစ်တဲ့အကြောင်းမို့လို့ကျွန်တော်ရဲ့ယက်တီချက်အတိုင်းမှာလက်ပြလုပ်ပါရနော်။ နေသည့်ကိုလုဆရာရှိတာကို ကိုလောက်ရအတွက်ကြောင့်မို့လို့မိသူတူတယောက်ကမှဒါလိုပဲနော် တိုက်ခိုင်းမှုတွေအားလုံးကို နောက်ယွန်းသွားမှာမဟုတ်ပါဘူးနော်ခင်ဗျားတို့ကြိုက်တာပြောကြိုက်တာလို့နော်ကြိုက်တာကျွန်တော်ကိုကျွန်တော်နဲ့ပတ်သက်ပြီးတော့ရှုံချနိုင်တဲ့အတင်းအပြင်းတပုတ်လေးနဲ့အကောင်လုံးပြောနိုင်တယ်ကျွန်တော်အနေနဲ့ကတော့ကိုလို့ဆရာရှိတာကိုဆက်လုပ်သွားပါပါဗျာနော်မင်္ဂလာပါကိုမောင်နဲ့မင်္ဂလာပါညီလေးမင်္ဂလာပါဘိုက်ဆွေမင်္ဂလာပါ နောင်နောင်နမင်္ဂလာကိုမောင်နဲ့မင်္ဂလာပါဟုတ်ပြီကိုမောင်မောင်တိုက်ခိုက်နေတဲ့သူတွေအားလုံးတော့အများကြီးပဲအဲချစ်တဲ့သူတွေရောရှိကြသေးရလားစီချင်းမောင်ချင်းချင်းတော့လည်းအရန်ကိုကျင်းနှမိတာပေါ့ဗျာနော်ဒါမဲ့ချစ်တဲ့မောင်နာပတ်ထားပါကိုမောင်မောင်ဒီလောက်ဆရာရှိတဲ့အလုပ်ကိုဆက်လုပ်သားမှာဖြစ်ပါတယ်နော်မင်္ဂလာပါမင်္ဂလာကိုမောင်နဲ့ချစ်တယ်ဟုတ်ကဲ့ပါဗျာချစ်တာလေး နော်ချက်တဲ့သူတွေအားလုံးရှိတဲ့ကိုမောင်ဘာလို့ဖြစ်ဖြစ်အားရှိပါသေးတယ်နော်ကျွန်တော်အားပူရှိလာပါတယ်အဲကိုမောင်နဲ့ကိုစောဖုန်းနဲ့ကဒီလိုမျိုးအဲဒီလိုမျိုးပေါ့နော်ဂရိစကားလေးရှိခဲ့တယ်ကျွန်တော်ကကျွန်တော်ကဂရိစကားကျွန်တော်တခွန်းပြောပြတော့လို့ရှိရင်ပြောတဲ့အတိုင်းဆောင်ရအောင်ပါပါအဲ့ဒါကဘယ်လိုလဲဆိုတော့လေကိုဖုန်းကအဲကျွန်တော်ကပေါ့နော် TikTok Facebook မှာ Facebook မှာကျွန်တော်ပထမကျွန်တော် like တွေအများကြီးလွှင့်တယ်လွှင့်ပြီးတဲ့နောက်ပိုင်းမှာ Facebook ကကျွန်တော်ကိုလုံးဝ Facebook မှာအပေါ်မခံတော့အတက်မခံတော့အတက်မခံတဲ့အချိန်မှာကျွန်တော်ဟာအကောင့်ပုံးလေးနဲ့ပဲ Facebook ကိုမနေလို့ရတော့လေအဲ့ဒီအချိန်မှာကိုစော်ဘုံဟင်းကအဲကိုစော်ဘုံရဲ့ဘလို့ခေါ်မှာဆိုလို့ရှိရင် Facebook မှာ like တွေလွှင့်ပြီးတော့အရန်ကိုနာမည်ကြီးနေတဲ့အချိန်ပေါ့ကိုစော်ဘုံရဲ့စစ်သတင်းတွေအဲစီးရင်းနဲ့ပတ်သက်ပြီးပြောတာများတဲ့အခါကျတော့သူ့ရဲ့ like ကအဲဘခေါ်မစနိုင်ငံရေးအတိုင်းဝိုင်းစီးရင်းအတိုင်းဝိုင်းကအုပ်ချုပ်သူအတိုင်းဝိုင်းကတကယ်ကိုစောင့်ကြည့်နေရတဲ့ like မျိုးကိုသူလွှင့်နေတာပါ တခါတခါလွှင့်လို့ရှိရင်တနာရီနှစ်နာရီအဲ့လိုမျိုးကိုယ်စားဝိုင်းရထိုင်လွှင့်တာလွှင့်တော့ကိုယ်စားဝိုင်းလိုက်လေးတွေကျွန်တော်ကြည့်တယ်အကြည့်တဲ့အခါမှာသူ့ရဲ့ရိုးသားမှုနဲ့နော်အဲဘာမှဆိုတော့သူ့လိုက်လေးတွေကြည့်ရအရင် entertaining ဖြစ်တယ်ကျွန်တော်အတွက်ကျွန်တော်ကြည့်တယ်ကြည့်ပြီးတော့သူပြောနေတဲ့ပုံစံလေးတွေပေါ့နော်အဲကျွန်တော်ရဲ့ကျွန်တော်စိတ်ကိုကြည်နူးမိတယ်ကြည်နူးမိတယ်အဲတခါလေသူ့စိတ်ထဲမှာရှိရင်ရှိရတိုင်းထားပြီးတော့လေဖောက်ခွဲပလိုက်တာလေးတွေသိလားအရင်တော့ကြာတော့ကျွန်တော်သူ့လိုက်လေးတွေကျွန်တော်ကြည့်တယ် အာကြည့်ကျွန်တော် light ကြီးခဲ့ပါလေကြီးခဲ့တယ်နော်ကြီးခဲ့တယ်ကျွန်တော်ကိုယ်စောပိုင်း light ကိုကျွန်တော်ကြီးတယ်အဲကြီးပြီးတော့အဲဒီနေ့ကျတော့နေဦးငါသွားပြီးနှုတ်ဆက်အောင်ပါပေါ့နော်ဆိုပြီးတော့ကျွန်တော် account ဘယ်လိုကောင်းလဲဆိုတော့ account ပုံးလေးနဲ့ပေါ့ကျွန်တော်သူ light ကိုတက်သွားတယ် light ကတက်လို့ရတက်တက်တဲ့ခါကျတော့ကိုယ်စောပိုင်းဟာတကူမမောင်းနဲ့အဲသွားလိုက်ကိုအသိနေအကူတော်ဟင်းမကျွန်တော်ကတော့ခမရပြိတ္တဖြစ်နေပြီเนาะကျွန်တော်ကြည်နေတယ်ဗောနော်ဟာဟာအကူကိုကိုမောင်းနဲ့ကိုမောင်းနဲ့ကျွန်တော်အိုက်တော့ပါဗျာတဲ့ ကိုမောင်တို့လိုက်နေကျွန်တော်ရင်းသွင်းနားထောင်ခဲ့တာပေါ့နော်အဲ့တော့သူလည်းကျွန်တော်ကြရင်းနှင်းမှုကဟာတယောက်တယောက်တီးပြီးသားတွေဖြစ်နေပေါ့နော်ကျွန်တော်တို့လိုက်ကလည်းတီးသူသူလည်းကိုလိုက်နေဟိုဘုံမှာကြည့်ရသူတယောက်ဖြစ်နေပေါ့နော်အဲ့တော့သူလည်းကျွန်တော်เนี่ยရင်းနှင်းမှုကအဲ့မှာရှိတယ်အဲ့ရှိတဲ့အခါမှာသူလိုက်မှာကျွန်တော်စကားပြောတယ်အဲစကားတွေပေါ့နော်ထိုင်ဆွေးနေတယ်ပေါ့ဆွေးနေပြီးတယ်အဲဆွေးနေတဲ့အခါမှာအဲ့ချိုးလည်းဆွေးဝင်ဆွေးနေကြအဲ့ဒီချိန်မှာတော့ငါဆိုလို့ရှိရင်ပေါ့အဲ့ကျွန်တော်မြမပြီကကိုရစာပေါ့ဗျာနော် ကိုရစာဆိုတာဒီအမျိုးသားရေးသမားကိုကိုရစာကိုရစာချုပ်ထဲရောက်တယ်အဲချုပ်ထဲရောက်တယ်မလားထို့တူပဲကိုရစာနဲ့အတူကိုရွှေမျိုးဝင်းထင်ပါလေအဲသူလည်းချုပ်ထဲရောက်နေတယ်ဗောနော်အဲသူလည်းထောင်ထဲရောက်နေထောင်ထဲအနှယောင်းထောင်ထဲမှာအဲ့ဒီအချိန်မှာအဲကျွန်တော်ဗာပြောရဲဆိုရှင်ကိုဇဝင်းလိုက်ကလည်းအဲနည်းနည်းထိရောက်မှုတွေရှိတဲ့ခါကျတော့ကိုဇဝင်းလိုက်မှာကျွန်တော်တောင်းကျွန်တော်တို့ကျွန်တော်သူ့ရှိမှာပဲကျွန်တော်တောင်းဆိုပါတယ်နော်တောင်းဆိုရဲဆိုတော့ကိုဇဝင်းရေနော် အဲကျွန်တော်တို့ဒီ NASA ကလူကြီးမင်းဦးမင်း online ကတော့အဲအနည်းလေးဆိုရှင်ချက်ချင်းဟလာ6လတနည်းလောက်နဲ့လွတ်ပေးတယ်ကိုယ့်ရဲ့နိုင် ကိုယ့်ရဲ့ဒီနိုင်ငံအတွက်ကောင်းမှုအတွက်လုပ်နေတဲ့ဒီအဲကိုရာဇာတို့လို့ဟလာကိုရွှေမျိုးမင်းတို့လို့ဟလာဒါမျိုးလူတွေကြတော့เนาะဒါမျိုးလူတွေကြမလွတ်ပေးဘူးပေါ့เนาะ လွတ်ပေးဖို့ဝိုင်းဝန်းတောက်ဆူပေးကြပါအောင်ဗျာဆိုပြီးတော့ကျွန်တော်လည်းအဲ့ကိစ္စလေးကျွန်တော်ဆွေးနွေးတယ်ဆွေးနွေးတဲ့အခါမှာကိုဖုံးကပြောလဲဆိုတော့ဟုတ်ကဲ့ပါတဲ့ကျွန်တော်ရဲ့ကျွန်တော်မေးကြည့်ပါမယ်တဲ့နော်မေးကြည့်ပါမယ်ဆိုပြီးတော့နောက်နေမေးပေးပါတယ်နော်နောက်နေမေးတဲ့အခါမှာတော့အဲကိုရစာဟာတဲ့အထဲမှာ AACC ပါပဲတဲ့အပြင်မှာဆိုလို့ရှိရင်စိုးရင်ကတို့တို့ကြောင့်မို့လို့အထဲမှာထားရတာပုံစံမျိုးပြောတာဗောနော်အဲ့တော့အဲ့ဒီချိန်မှာကိုဖုံးကကျွန်တော်ဗာပြောလဲဆိုတော့ကိုဖုံးအကျွန်တော်တို့ဒီနိုင်ငံရေး case ပြောနေတဲ့သူတွေတော်တော်များများအနေနဲ့က တနေ့မဟုတ်တနေ့ကြုံလာတတ်တယ်နော်ကြုံလာတတ်တယ်အခုလိုမျိုး wind အထဲရောက်နေတဲ့သူတွေအားလုံးကိုနော်နိုင်တဲ့ဘက်ကနေပြန်ပိုးရမယ်တောင်းဆိုပေးရမှာကျွန်တော်တို့ရဲ့အလုံးမဟုတ်ဘူးလားဆိုဟာဟုတ်တယ်ဗောကွန်မော်ရဲ့တဲ့ကိုဖုန်းလည်းကျွန်တော်ပြောခဲ့တယ်ဘသူကိုကိုရစားမမဟုတ်ဘူးကိုရှူမျိုးဝိမမဟုတ်ဘူးနော်ကိုခမရချုပ်ထဲရောက်နေရှင်ကျုပ်တို့ကတောင်းဆိုပေးရမှာပဲခမရထောင်ထဲရောက်နေရှင်ねကျွန်တော်တို့ကလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့ကဘလို့ခေါ်လို့ဆိုရှင်ကျွန်တော်တို့ကပြားပေးတောင်းဆိုရမယ်ကျုပ်ရဲ့ဆန္ဒကိုထုတ်ဖော်ရမှာပဲလို့ကျွန်တော်ကသူ့ကို အဲ့ကောင်ကဂရိစကားပြီးခဲ့တယ်။နော်ဂရိစကားပြီးခဲ့တယ်။ပြီးခဲ့တဲ့အခါမှာကဘုံကျော်အဲ့ထဲကပြောခဲ့တဲ့စကားအဲ့စကားပေါ့ဗျာနော်။ကဘုံခမားအချုပ်ထဲရောက်ခဲ့ရင်ခမားထောင်ချခဲ့ရင်လည်းကျွန်တော်ကဖိအားပေးတောင်းဆိုအောင်ပါပဲဆိုပြီးကျွန်တော်ဂရိစကားပြီးခဲ့တယ်။ဒီစကားကိုကျွန်တော်မျက်နှာမိနေပါတယ်။ဘာပဲလို့လို့နော်။အဲ့တော့အခုလိုမျိုးကိုဖုံးကဟုတ်ဆိုရှင်ဆာယဖဖန်းတယ်ပထမနော်နေပြီးတော့ဆာယဖဖန်းတယ်နေပြီးတော့ဆာယဖဖန်းတယ်ဖန်းတော့ ဖုံး6လုံးပါသွားတယ်။အနေပြီးတော့ဆာဖာဘာမှပြစ်နေပိုင်မတွေ့တဲ့ခါကျပြန်လှလိုက်တယ်။ပြန်လှတဲ့ခါကျမန္တလေးဆာယဖာထက်ဆွဲမန္တလေးဆာယဖာထက်ဆွဲဆာယဖာပြီးတဲ့ခါတော့ကျွန်တော်တို့ဒါသုံးသက်ကြည့်နော်ဒီအထူးပေါ့အထူးအဖွဲ့စည်းတွေထပ်ပြီးတော့ဖမ်းခံထိတယ်။ဖမ်းခံထိပြီးတော့သူ့မှာဘာအမှုမှမမေ့ရရှာလို့ကမတွေ့တဲ့ခါကျတော့အမှုကဘလို့မှမရှိဘူးဖြစ်နေတယ်။သူတို့ဖမ်းသွားဆွဲသွားတဲ့ဒီဖုံးကလည်းပြောမှဆိုလို့ရှိရင်ဗျာဟိုကလေးတွေဂိမ်းဆော့တဲ့ဖုံးလေးတွေ နော်ခလေးကိန်းစောတဲ့ဘုံလေးတွေပါသွားတာဘာမှမမှမမရရမရှိဘူးအမရှိတဲ့ခါကျတော့အမှုကလည်းမရှိတဲ့ခါကျတော့ဒီကတော့ဒီညံဘာဖြစ်လဲဆိုလို့ခါကြလေတောင်းမြင်ကပုံမှန်နဲ့ဖန်ဆွဲတာအဲ့တော့ဒါကခင်ဗျားတို့ဟိုဘလိုပဲဖြစ်ပါတော့ကိုဖုံးနေတဲ့သူဆဲတာမဆဲတာကိုကျွန်တော်မသိချင်ချစ်ချင်းမုံချင်းခဏထားလိုက်ကိုဖုံးကသူဒီညံမှာပေါ့ဗျာနော်သူဆဲတာကျွန်တော်ပြောပြရရင်ဥပဒေအထက်မှာဘယ်သူမှမရှိဘူး နော်ကိုပုံးစရင်ဖန်ကျွန်တော်တို့ဘယ်သူပဲဖြစ်စရင်ဖန်ဒါပေမဲ့အခုကရဲလုံထုံလုံးနေလည်းမဟုတ်ဘူးခေါ်ဖမ်းပြီးတော့မှအမှုရှာတဲ့ပုံစံမျိုးရဲထုံလုံးလုံထုံလုံးနေဆိုရင်ဟုတ်ပြီဒီလူဒီလူဆွဲတယ်တာဟုတ်ပြီဒီအမှုနဲ့ဒီလူဆင်ဆင်ပြီးရင်ခါတယ်အပြောမှာဆိုလို့ရှိရင်ချုပ်တဲ့ထဲ့လိုက်ဗျာပြန်မထွက်ရလဲမမမမကျွန်တော်မပြောလို့အခုလိုမျိုးနော် ဟိုနိုင်ငံတော်အစ်စ်ပုံစံမျိုးပေါ့သိရမလားတောင့်ပြကပုံမှန်နဲ့ဖန်ဆွဲပြီးတော့လုပ်နေတာတွေကတော့ဒါကျွန်တော်ခံခံပြင်းတာပေါ့ဗျာနော်အဲ့တော့တော်တော်ခံပြင်းမှုကောင်းတယ်အဲ့တော့ကြောင့်မို့လို့ဒီနေရာမှာကျွန်တော်ကြည့်တာပေါ့ဗျာနော်ကိုဖုံးလိုက်တွေကအာတူတော်များကြည့်ပြီးတော့အရန်ကိုစိတ်ဝင်စားမှုမြင့်တက်နေတဲ့သူနာမည်ကြီးတယောက်ပေါ့ဗျာနော်နာမည်ကြီးတယောက်ဆိုတော့ကျွန်တော်စိတ်ထင်နေတာပေါ့ဗျာသူ့ကိုချစ်တဲ့သူတွေအများကြီးရှိမယ်လို့ထင်ကြသူ့ကိုမုန်းတဲ့သူတွေဒုနဲ့ဒေးကိုပေါ့ဗျာနော် သူသူနဲ့တင်းသွားတွေ့တယ်အဲ့တော့သူ့ကိုမုန်းတဲ့သူတွေကစူပါမီဝိုင်းပြီးလှုပ်ကြံလာဒီလှုပ်ကြံမှုသူခံရတာဖြစ်တယ်အဲ့တော့သူ့ကိုချစ်နေတဲ့သူတွေကလည်းသူ့ကိုချစ်ကြောင်းတော့ဆန္ဒထုတ်ဖို့ပြသရမယ်လို့ကျွန်တော်ကပြောခဲ့ဒါပေမဲ့ခတ်တာကကျွန်တော်တို့မြန်မာနိုင်ငံမှာပေါ့ဗျာနော်အနီးပဲဖြစ်ဖြစ်အစိမ်းပဲဖြစ်ဖြစ်နိုင်ငံအသိဉာဏ်ကဘယ်လိုခေါ်မလဲဆိုလို့ရှိရင်လက်တော့လောက်ပဲရှိတယ်ဟာခင်ဗျားတို့နိုင်ငံရေးလောကမှာခင်ဗျားတို့ဒီစိမ့်ပိမ့်ပေါ့နော်စိမ့်ပိမ့်နေကြ နိုင်ငံပြည်စည်းသလိုနီပိန်းနေကြတဲ့နိုင်ငံပြည်စည်းတယ်ကျွန်တော်ကပြောတဲ့စကားတစ်ခုကဘလောက်ထိအဲသူတို့နားမလဲတယ်ဆိုတဲ့ခါကျကျွန်တော်ဆန္ဒထုတ်ဖို့ပါဆန္ဒပြပါနော်အဲနောက်တစ်ခုကဆန္ဒထုတ်ဖို့လဲဆိုတာနီလန်ပေါင်းစုံရှိတယ်အကျန်းတစ်ဖက်ဆန္ဒထုတ်ဖို့ခြင်းဆိုတော့နားမလဲတဲ့အသိဉာဏ်နဲ့ဒီနိုင်ငံရေးလောကထဲမှာမင်းတို့ဘာလုပ်နေတာလဲခင်ဗျားတို့ဘာလုပ်နေတယ်ရလဲနိုင်ငံပြည်စည်းတယ်ဆိုတာဒီလိုလူမျိုးတွေကြောင့်ပြည်စည်းတာအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံက ဟိုဘယ်လိုခေါ်မလဲဆိုတော့နိုင်ငံရေးလောကသားတွေတော်တော်များများဟာအသိဉာဏ်တော်တော်နေပါလားနိုင်ငံရေးအသိဉာဏ်လည်းမရှိဘူးအဲ့ခင်ဗျားဘာလုပ်နေတာလဲနော်အဲ့တော့ NASA ကညံ့တာနည်းနည်းခင်ဗျားတို့ဒီနိုင်ငံရေးအသိဉာဏ်မရှိတဲ့နေပိန်စိန်ပိန်ဘယ်လိုခေါ်မလဲဆိုတော့ရှင်ဒီအသိဉာဏ်နေတဲ့သူကြောင့်နိုင်ငံပြတ်စည်းတာကျွန်တော်ပြောတဲ့စကားတစ်ခုကိုအကြအနာကောက်ပြီးတော့ကျွန်တော်ကပဲနိုင်ငံကိုစူပူအောင်လုပ်နေသလိုလိုဒါကိုစောဖိုင်းနဲ့ပတ်သက်ပြီးတော့ဆန္ဒတွေထွက်ပြမယ်ဆန္ဒပြတယ်ဆိုတာက စမ်းသပြတာခင်ဗျားတို့ဒီအခုပေါ့နော်ဟိုအတိညာအားဖြင့်ဒီပေါ့ကြောက်ရွံ့နေကြတော့ဟိုခါကြစဉ်းစားနေပါလေသူတို့ရဲ့သူတို့နဲ့ကျွန်တော်နဲ့တန်းရတယ်ဘယ်လိုမှညှိလို့မရအောင်ဖြစ်တည်မှုချင်းမတူနိုင်ငံရေးအတိညာချင်းလည်းမတူကျွန်တော်ကစမ်းသပြပါလို့ပြောလိုက်တာကလေစမ်းသပြရစကရန်ကောင်းတဲ့အလို့ဥမင်းအွန်လိုင်းလည်းညင်းမှာမဟုတ်ဘူး NASA ကလည်းညင်းမှာမဟုတ်ဘူးဘယ်နိုင်ငံရေးနားလေတဲ့ကုလူကလည်းညင်းမှာမဟုတ်ဘူးနော် ။ဘယ်နိုင်ငံသားလဲလေကုလူကမှညင်းမှာမဟုတ်။ဘာကြောင့်လဲဆိုတော့ဆန္ဒပြရဲဆိုတာငင်းစုစီငင်းချမ်းစွာစုဝေးဆန္ဒပြခွင့်လို့ခေါ်တယ်။အရန်ကိုကြက်တည်ရရှိတာဒီမိုကရေစီပြရုပ်ကိုပြတာ။နော်။ပြီးရင်ဆန္ဒပြပြီးဟေ့ဆိုလို့ရှိရင်နံပါတ်1ပထမဦးဆုံးလောက်ကမှာပါလဲဆိုတဲ့ခါကျတော့မိမိရဲ့ဆန္ဒထုတ်ဖော်ပြသမှုတွေအားလုံးဟာစီကန်းရှိရမယ်။ဥပမာဖြင့်ကျွန်တော်ကဆန္ဒထုတ်ဖော်ပါလို့ပြောလို့ရှိရင်ခင်ဗျားတို့ကိုဟိုဘာလို့ဆိုတော့လမ်းပေါ်မှာထွက်ပြီးတော့ဟိုတောင်းညံခိုင်းတာမဟုတ်ဘူး။နော်။ ဟို27တော့ကဒီပိန်းစီရိုက်လုခိုင်းတာမဟုတ်ဘူးကျွန်တော်ကဆန္ဒထုတ်ဖို့ပါဆိုဆန္ဒထုတ်ဖို့နေရအမျိုးမျိုးရှိတယ် online ပေါ်မှာကိုယ့်ရဲ့နော်ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီကိုယ့်ကိုယ့်ရဲ့ social platform လေးတွေလူတိုင်းမှာရှိကြတယ်အဲ့ social platform လေးတွေကနေကိုဖုံးလွတ်မြောက်ပါစေတော့လကောအဲဒါမှမဟုတ်ရှိရင်ကိုဖုံးကိုဘလောက်သူတို့အားပေးကြအောင်နော် profile လေးတွေချိန်မိတာ နော်ကိုဖုံးနဲ့ပတ်သက်ပြီးတော့ထောက်ခံကြောင်းလေးတွေပြောပေးတာနော်ဒါကလည်းဆန္ဒထုတ်ဖို့မျိုးတစ်ခု အဲ့လောက်တော့မှအသိဉာဏ်မရှိတဲ့ဟိုဘယ်လိုခေါ်မလဲဆိုတော့လူတွေကနိုင်ငံရေးပါအော်နေတာကျွန်တော်တော်တော်လေးကိုနေစိတ်ထဲမှာအာဒီနိုင်ငံနာခဲ့တော့ကျွန်တော်ယဉ်လေးတယ်ကျွန်တော်ကျွန်တော်တော်တော်ကြီးကိုပြုပြင်အောင်မကျွန်တော်တော်တော်ကြီးကိုတင်ကြားပြအောင်မကျွန်တော်တော်တော်ကြီးကိုလက်ကျင့်တင်ကြားပြအောင်မခတ်တာကလည်းလူတွေကြည့်လိုက်ခါကျသင်္ကန်းကြီးတွေများတယ်နော်ခွေးအိုမှလက်ပေးတင်လို့မရတဲ့အရွယ်တွေဖြစ်နေဒီအချိန်ကျမှကျွန်တော်လက်ပေးတင်လို့ရမှာမဟုတ်ဘူးဒါမှမဟုတ်အဲကျွန်တော်တို့တတ်နိုင်တဲ့များတော့ကျွန်တော်တင်ကြားပေးသွားမယ်နော်အဲ့တော့ ဒါလေးကတော့လူတိုင်းလုံနိုင်တယ်ကိုဖုံးကိုအားပေးထောက်ခံသူတွေเนาะကိုဖုံးကိုအားပေးထောက်ခံသူတွေဒီလောက်တော့လူတိုင်းမလုံနိုင်ဘူးလားเนาะဆိုဆိုရှယ်မီဒီယာလေးမှာကွန်မန့်လေးတွေကွန်မန့်လေးစာကြောင်းရေးပေးတာပဲဖြစ်ဖြစ်ဒါကပထမနံပါတ်1ချက်လုံနိုင်တယ်နံပါတ်2ချက်ကဆန္ဒထုတ်ဖော်ပြသတယ်ဆိုတာခင်ဗျားတို့ဘယ်လိုခေါ်မလဲဆိုတော့ဒီပေါ့เนาะ မစစ်တပ်မှာလည်းပြပွင့်လင်းလင်းပြောမယ်ဟေ့ဆိုလို့ရှိရင်နိုင်ငံရေးအသိအဉာဏ်ရှိတဲ့သူတွေကလည်းတော်တော်နေတာနော်စစ်တပ်အပေးထောက်ခံနေတဲ့သူတွေမှာလည်းနိုင်ငံရေးအသိဉာဏ်ရှိတဲ့သူတွေကတော်တော်နေတာအဲ့တော့ဆန္ဒပြတယ်ဆိုတာအရန်ကိုကောင်းတယ်ဒီမိုကရက်တစ်ပုံမှန်ဆိုလို့ရှိရင် characteristic ပဲနော်တလားကြံလက္ခဏာတစ်ခုပဲဟုတ်လားဒီကြံလက္ခဏာတစ်ခုဆိုတာဘာလဲဆိုလို့ရှိရင်အရင်ဆုံးပါလောက်အောင်လို့ဆိုရင် စနာထုတ်ထုတ်ပြောဖို့အတွက်ကိုငိမ့်စုစီတွားယူလိုက်ပါငိမ့်စုဆိုငိမ့်ချန်းစွာစူဝေးစီတန်လက်လက်ခွင့်အဲ့လက်လက်ခွင့်ကဘာတွေပါလဲဆိုတော့နေရာပါတယ်ဘယ်နေရာမှာပြမလဲဆိုတော့နေရာပါတယ်အချိန်ပါတယ်နော်အချိန်နေရာအကြောင်းအရာပါတယ်အဲ့တော့အကြောင်းအရာနဲ့ညီညွတ်တယ်အချိန်နဲ့ရှိတယ်နေရာလည်းရှိရဲရပါဘယ်ကောင်မဆိုလို့ရှိရင်လုံခြုံရေးယူပေးရမယ်ဟုတ်ပြီနော် ရဲကဘာလုံးလုံးသူယူပြရအောင်ဆိုတော့အဲ့တော့ငိမ့်ချမ်းဆိုကျွန်တော်တို့ဘယ်ချိန်မှာဘယ်နေရာမှာစုပြီးတော့ဗျာအကျွန်တော်တို့စန္ဒာလေးထုတ်ဖို့ဆိုတာရဲစခန်းကခွင့်ပြလိုက်ပြီဆိုခင်ဗျားတို့ခွေဘယ်ခွေးတကောင်ကြောင်တမီကမှခင်ဗျားတို့ပြဿနာမရှာရဲဘူးငိမ့်ချမ်းတဲ့နေရာရှိပါမြန်မာနိုင်ငံမှာပြည်ဦးမြန်မာလည်းတုတ်လို့ရတယ်နော်နေပြည်တော်မှာလည်းလုတ်လို့ရတယ်ဟုတ်လားဒီလောက်အသိဉာဏ်တော့မရှိတဲ့ခင်ဗျားတို့ဒီဘယ်လိုခေါ်မလဲဆိုလို့ရှိရင် ီနိုင်ငံရေးပါမျိုးသားရေးပါအော်ဒီနာခဏလောက်တဲ့မျိုးသားရေးဟာဒီနိုင်ငံဝိုင်းပြီးနှစ်နေတာအတူတူပဲအဲအကြောင်းလို့ခင်ဗျားတို့ကိုဒီ NASA ကကလုံးဝလုံးဝဘယ်လိုခေါ်လဲဆိုလို့ရှိရင်ဒီလိုမျိုးထူတာလားနော်နှိမ်နာတာဘာကြောင့်နှိမ်မှာနှိမ်မှာပေါ့ခင်ဗျားတို့အသိဉာဏ်တွေကလည်းနည်းနည်းပဲရှိတာနော်ဟုတ်လားအဲ့တော့ခင်ဗျားတို့အသိဉာဏ်တွေကအာနိုင်ငံရေးလှုပ်လှောက်တဲ့အသိဉာဏ်မရှိပါဘူး ဟေလာဝါလာဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အာနီပိန်စိန်ပိန်ခလေးထားလေးတွေနဲ့ရံဖြစ်နေတယ်နိုင်ငံရေးဆိုနီပိန်လောက်တည်တယ်နိုင်ငံရေးဆိုစိန်ပိန်လောက်တည်တယ်နိုင်ငံရေးဆိုလို့ရှိရင်သူ့ဘက်ကိုယ့်ဘက်လောက်တည်တယ်ကျုပ်တို့နိုင်ငံရေးကတခြားကျုပ်နိုင်ငံရေးကနိုင်ငံကိုကြည်တာနော်တက်မလို့ထောက်ခတဲ့နေရာမှာလဲစစ်တပ်ကိုကြည်တာလူတအူးတယောက်ကိုကြည်တာမဟုတ်ဘူးအဲ့တော့ခင်ဗျားတို့ကစစ်တပ်ထောက်ခံတဲ့နေရာမှာနှမျိုးနှစရှိတယ်နော်အဘဘောမနဲ့စစ်တပ်ဘောမဆိုတာရှိတယ်စစ်တပ်ဘောမစစ်တပ်ကြီးတစ်ခုလုံးကိုမာတာ ခင်ဗျားတို့ကအဘဘောမဆိုတာမျိုးဟာဥမင်းအွန်လိုင်းတယောက်တည်းရဲ့ဘောကိုထိုင်မှနေတာအဲ့တော့ကိုအဆင့်ကိုတိကိုမမောင်အနေနဲ့ခင်ဗျားတို့လည်းစိတ်လည်းမညစ်ဘူးတန်းလည်းမညစ်ဘူးဘာကြောင့်လဲဆိုရှင်ခင်ဗျားတို့မှာကျွန်တော်နဲ့ညှိနှောက်တဲ့အရေးချင်းအဆင့်တန်းဘာလို့ဘာမှမရှိဘူးဘာကြောင့်လဲဒီလားခင်ဗျားတို့မှာရှိတာဆိုတော့ခင်ဗျားတို့ဖြစ်တည်မှုကိုကျွန်တော်နားလေတယ်ဘာကြောင့်လဲဆိုတော့ဗျာပြည်တွင်းမှာဖြစ်တယ်နံပါတ်၁ချက်ကနော် ပြည်တွင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စစ်တပ်မှာအချိုးမပြေတဲ့ဒီဘယ်လိုခေါ်မလဲဒီ အရန်ကိုပေါ့နော်ဟိုအာနာယူးနေတဲ့စစ်ဘုတ်ချုပ်ချုပ်ရှိတယ်နော်စစ်ဘုတ်ချုပ်တွေရှိတယ်နော်ရာရှိအရာကန်တွေရှိတတ်တယ်ဒီရာရှိအရာကန်တွေကခမည်းတော်ခေါင်းတွေဟာမျိုးနင်းနာမှာတော့ခမည်းတော်မှာစစ်တပ်ကဘာပဲလုပ်လို့ဟုတ်ကဲ့ပါနော်ဟာကောင်းပါလေကောင်းပါကောင်းသည်ရှိမကောင်းသည်ရှိကြိတ်မိတ်ပြီးတော့ကောင်းမေးနေရတဲ့ဘုရားမင်းတို့ရဲ့ဖြစ်တည်မှုကိုကျုပ်တို့နားလေတယ်ပြောလို့သွားပြီးတော့ကလန်ကစားကျွန်တော်တို့မျိုးနည်းနည်းလေးပေါ့ဗျာနော်အော်တင်ကြပေးကြည့်ပါလားထောက်ပြကြည့်ပါလားခင်ဗျားတို့ခါးချိုးရောက်သွားမှာပေါ့အဲ့တော့ခင်ဗျားတို့အစင်ကိုအစင်နဲ့ကိုနေ ကျုပ်တို့ကကျုပ်တို့အဆင့်ကိုကျုပ်တို့ဆက်လက်ထိန်းသိမ်းနေရမှာပဲနော်ကျုပ်တို့ကကျုပ်တို့အဆင့်ကိုကျုပ်တို့ထိန်းသိမ်းနေရမှာဖြစ်တယ်ခင်ဗျားတို့အဆင့်ကိုကျုပ်တို့နားလည်ပြီးသားခင်ဗျားတို့အဲ့ဒီအဲဘယ်လိုခေါ်မလဲဆိုတော့ Telegram မှာရှိနေတဲ့ဒီ channel တွေ channel တွေ channel channel တွေခင်ဗျားတို့ကခင်ဗျားတို့ကပါလဲဆိုလို့ရှိရင်စစ်တပ်နဲ့စစ်တပ်ကခင်ဗျားတို့ကိုဒီလိုနေဆိုဒီလိုဇရိုက်နေဒီစကားပြောဆိုဒီလိုပြောဒီလိုမျိုးတိုက်ခိုက်ဆိုဒီလိုတိုက်ခိုက်ခင်ဗျားတို့ကဒီလိုပဲလုပ်ဆရာရှိတယ်ကြံတာဘာမှမလုပ်နဲ့ခင်ဗျားတို့ကကြံတဲ့ဟိုခေါ်မလဲထွန်းဖောက်မှုတွေဟိုခေါ်မလဲပြည်သူကိုလမ်းပြနိုင်တဲ့အသိဉာဏ်ခင်ဗျားတို့ကမရှိဘူး နော်အဲ့ဒီအချင်းခင်ဗျားတို့မရှိဘူးမရှိရတော့ကြောင့်မို့ခင်ဗျားတို့အဆင်နဲ့ခင်ဗျားတို့နေကြအကျုပ်တို့ကတော့နိုင်ငံရဲ့ရက်တီတာဖြစ်တယ်ပြီးလို့ရှိရင်တက်မတော်နဲ့ရက်တီတာဖြစ်တယ်တက်မတော်ကြာရှုံးမဲ့အရေးကျွန်တော်တို့လုံးဝမကြာရှုံးဖို့တော့ကကျွန်တော်တို့အနေနဲ့ကနိုင်တဲ့ဘက်ကနေပြီးတော့အဲကျွန်တော်တို့ပံပိုးရမှာဖြစ်တယ်ပံပြောပြရမှာဖြစ်တယ်နော် နိုင်ငံတော်မျက်နှာကိုကြည့်တဲ့အတွက်ကြောင့်နိုင်ငံတစ်ခုလုံးပြည်သူမျက်နှာကိုကြည့်တာခင်ဗျားတို့ကလေးကလာနဲ့ဟာနီပိန်းကြီးဟီဟီဟီဟလာစိန်ပိန်းကြီးဟာဟာဟာဆိုတဲ့ ဇေယျထဲမှာကျုပ်တို့ဆွဲမထဲနဲ့နော်ဟုတ်လားအဲ့တော့အဲကျွန်တော်ကိုအဲ့ဒီဝေဖန်မှုမြင့်တက်နေတဲ့သူတွေအားလုံးကိုလည်းကျွန်တော်နေဘာမှတော့မပြောချင်ဘူးအဲကျွန်တော်နေနာမည်တွေပါတွေရောတက်ပြောခဲ့တယ်နော်တက်ပြောခဲ့တယ်ပြောလို့ပြောမှမဟုတ်ပါဘူးဗျာဘာကြောင့်လဲဆိုတော့အဲကျွန်တော်လေးစားအားကြရလောက်တော့အဲနိုင်ငံရေးအသိဉာဏ်ရှိတော့တဲ့မြန်မာပြည်မှာအတွေ့ခဲပါလေမတွေ့ခဲတွေ့ခဲလို့ပါနော်ပါတယ်လေ ဟာငင်းလူအဖွဲမပုတုကိုဖမ်းပြီးကမဟုတ်ဘူးထင်ပါတယ်နော်မဟုတ်ဘူးသေးပါဘူးအဲ့တော့ဗာလဲငါပေါက်တဲ့ငါပေါက်ဆိုတော့ကိုပေါက်လာဟုတ်လားအော်ကိုမောင်မောင်စိန်ခေါ်နေတယ်မခံချင်လို့ပါဗျာအဲ့ပေါ်သူတို့အနေနဲ့သူတို့မြင်တယ်လို့ပေါ့လေအကြောင်းကျွန်တော်ပြောပါတယ်နော်သူတို့ဒါသူတို့မြင်တယ်လို့ပေါ့အဲ့တော့ငင်းငင်းငင်းချဲဆိုတာစူဝေးလက်လယ်မှုလေးတော့နားမလဲတဲ့အသိဉာဏ်နဲ့ခင်ဗျားတို့နတ်ဆကလည်းနတ်ဆကလည်းခင်ဗျားတို့လူမဖြစ်ဘူးနော်ဒီလောက်မှနားမလဲလို့ရှိရင် ဲ့တော့ NASA ကအားပေးထောက်ခံနေပါဆိုစစ်တပ်အားပေးထောက်ခံနေတယ်လို့ဆိုလဲခင်ဗျားလူငွေဖြစ်သေးဘူးနော်လူငွေဖြစ်သေးပဲနဲ့နိုင်ငံရေးမလုပ်ပါနဲ့နော်လူငွေဖြစ်သေးပဲနဲ့နိုင်ငံရေးမလုပ်နဲ့အဲ့တော့ကျွန်တော်ပြောတဲ့ဟိုဘယ်လိုခေါ်မလဲဆိုတော့ငိမ့်ငန်းငိမ့်ငန်းစွာနဲ့ဟဲ့လားကိုယ့်ရဲ့ဆန္ဒလေးတော့အနေဆုံးထုတ်ပြဖို့တင့်တယ်သူ့ကိုချစ်တဲ့သူတွေရှိပါဆိုတော့ခင်ဗျားတို့သူ့လိုက်လှမ်းသွားတော့ချစ်လိုက်ကြတောင်းနေတာပဲအဲ့တကယ်ကသူဒါမျိုးထုတ်ထဲရောက်သွားတော့ရှူရှူနဲ့ပုံနေသူနဲ့ရေးနာစီးတဲ့သူနဲ့ဟုတ်လားဟုတ်ပါတယ်ကျွန်တော်ဟိုဒီမနေ့ကဒီ အဲကျွန်တော်ရဲ့အောက်မှာ comment လေးတစ်ခုရေးသွားတယ်ဘာဘသူကမှမကြည့်ရဲ comment လေးကအရင်ဟာသားဖြစ်လို့ပါကျွန်တော်ပြောပြီးပြီခင်ဗျားတို့ရဲ့ဖြစ်တည်မှုကျွန်တော်နားလေတယ်ခင်ဗျားတို့မှဒီအဆင့်လည်းရှိတယ်ဒီအဆင့်နဲ့ကြော်လို့မရအောင်ကိုယ်ဆင့်နဲ့ကိုနေအဲကြောင့်မလို့ကျွန်တော် Telegram ထောင်တဲ့ကမှာလည်းကျွန်တော် Telegram channel ရှိပါတယ်ကိုမမောင်ဆိုပြီးဟုတ်လားကျွန်တော်တင်သောသတင်းများဒီဘယ်သူတဦးတယောက်စီကမှခိုးယူကိုယ်ယူတင်ယူခြင်းမရှိဘူးနော်တင်ယူခြင်းလည်းမရှိဘူးဘာကြောင့်လဲ ကျွန်တော်ဖြစ်တယ်မို့ကျွန်တော်ရေးတဲ့သတင်းတွေအကောင်လုံးကကျွန်တော်အမခံပြီးတော့ကျွန်တော်ကိုယ်တိုင်တည်တည်ချာချာစစ်စစ်တယ်ကျွန်တော်စစ်စစ်မှုမှာကျွန်တော်ကျွန်တော်ပြောပြောပါလိကျွန်တော်သတင်းတင်တဲ့သတင်းပြောတယ်ဟလာကျွန်တော်ထောက်ထောက်ခံတယ်ဝေဖန်တယ်ဆိုလို့ရှိရင်အဲ့ဒီသတင်းအားလုံးကိုကျွန်တော်ဒီအတီးပြုတ်ဖို့အစဉ်စဉ်ကြိုးစားတယ်ကျွန်တော်ဒါ scientific research နဲ့ကျွန်တော်အဓိကလုပ်တယ်နော် data တွေစုထားတယ်အချက်အလက်တွေစုထားဒီအချက်အလက်တွေပေါ်မှာစုစည်းတယ်စုစည်းပြီးတော့မှကျွန်တော်ကျွမ်းကျင်သူတွေအားလုံးကို ဟိုတိခောက်ပြီးမေးကြည့်တယ်မေးကြည့်တော့မှအတီးပြုတ်တယ်အတီးပြုတ်ပြီးတော့မှကျွန်တော်ပြောတဲ့အတွက်ကြောင့်မလို့ကျွန်တော်သတင်းတွေလွဲခဲတာလွဲလွဲတယ်ဆိုတော့မရှိပါဘူးနော်ကဲဟုတ်ပြီအဲ့တော့ဆန္ဒထုတ်ဖို့ရင်းနဲ့ဖန်ခံရမှာပြစ်ခံရမှာတဲ့ဟာခင်ဗျားတို့ငိမ့်ငယ်ဆိုတာငိမ့်ဆူစီနဲ့ညီညွတ်ရင်ဘယ်အစိုးရမှဆန္ဒဘာလို့ခေါ်မလဲဆိုလို့ရှိရင်မပြစ်ဘူးစိတ်ချအေးအရင်ဦးဆုံးကိုကနေဆုံးတော့ရဲစခန်းမှာပဲဖြစ်ဖြစ်ဒေတာဒေတန္တရအစိုးရမှာတွားပြီးတော့ ဒီငိမ့်စုစီလေးသွားတောင်းမပေးမပြနဲ့ပေါ့ဗျပြလို့ရတဲ့နည်းရရှိတာပဲเนาะကိုဖုံးချမ်းပါပါစေဟာလားကိုဖုံးအောင်မြင်ပါစေကိုဖုံးအမြန်ဆုံးလွတ်မြောက်ပါစေဆိုပြီးတော့ online ဘောကနည်းနည်းဒီလောက်လေးပြောပြရင်တော့မှာပဲဘာဖြစ်သူ့ကိုကျွန်တော်တို့ချုပ်တို့အားလုံးမေ့မထားဘူးဆိုတာကိုသိစေချင်တာမြန်မာတိုင်းငုံသိစေချင်တာသူ့ကိုအားပေးနေတဲ့သူတွေအားလုံးကိုသိစေချင်တာเนาะအဲ့လောက်လေးတော့မှခင်ဗျားတို့ကဒီအသိဉာဏ်နဲ့ဗျာခင်ဗျားတို့အမျိုးသားကြီးတဲ့เนาะကျွန်တော်အမျိုးသားကြီးတည်သွားပြီအားစင်တော့သွားပြီ ဟုတ်ပလားဒီအသိဉာဏ်ကြာစစ်တက်ထောက်ကတေချာခင်ဗျားစစ်တက်ကိုဝိုင်းဆွဲချနေတာနော်ဒီအသိဉာဏ်နဲ့များဗျာနော်အစိမ့်နဲ့တေချာတယ်အစိမ့်နဲ့တိတ်ခါကြာနေခင်ဗျားတို့တွေကြောက်တာအစိမ့်နဲ့အဲ့လိုဉာဏ်မနိုင်ဘူးကြုံညုံနေတယ်နော်မင်္ဂလာပါကောင်းနေမင်္ဂလာပါဆိုင်ကယ်တွေကိုနေလိုက်စေပေးဖို့တင်ပြပေးပါအောင်ကောင်းအောင်နော်အဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကျွန်တော်ပြောပါမယ်နော် အဲ့တော့ဒီကွန်ဖွန်ကိစ္စလေးကိုအားလုံးသိစေချင်တာပါအဲနောက်ထပ်ကျွန်တော်အနေနဲ့ဆဲဆွနေသူပြောဆိုနေသူเนาะဒါတွေအားလုံးလည်းကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်ပြောပြပါမယ်ဒီခွေးအိုမှာလက်ပေးတင်လို့မရတဲ့အခြေအနေမျိုးတွေတူတူသွားတွေ့နေရတဲ့အကြောင်းပေါ့လို့ဒါဥပမာပါเนาะဒီအချိန်ရောက်ကျုပ်လက်ပေးတင်လို့ရမှာအဲ့တော့ကျွန်တော်အနေနဲ့ကတော့ကျွန်တော်တင်ကြားလို့ရသလောက်เนาะလေးကျင်ပေးလို့ရသလောက်ကျုပ်အကုန်လုံးလေးကျင်ပြောကြားပေးသွားမယ်အဲကျန်တဲ့သူတွေကတော့ကျွန်တော်ခင်ဗျားတို့မြန်မာပြည်ရဲ့ကံတရားပဲပေါ့ဗျာเนาะ တော့ဒီလိုလူမျိုးတွေများတဲ့အတွက်ကြောင့်ဒီနိုင်ငံပြည်စည်းတာကျွန်တော်အနေနဲ့ဘာမှအဲစိတ်ထဲမကောင်းရလို့ဘာတတ်နိုင်မှာလဲကာနော်ဟုတ်လားကိုမောင်းနဲ့ပြန်လိုက်ပါလားတဲ့ဟာကိုမောင်းပြန်လာမှာပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တယ်အဲ့ကိုဖုံးကိုကျွန်တော်နေနဲ့ခရီးစကားလေးရှိခဲ့တယ်။အဲ့ခရီးစကားတို့ကိုကျွန်တော်တီအောင်တော့လောက်အောင်ပါပဲ။ကျွန်တော်တီနိုင်တဲ့အခြေအနေလေးရှိတယ်။တီတယ်တီတယ်။အဲ့တော့သူ့ကိုကျွန်တော်ခရီးချုပ်ရရောက်ရင်ကျုပ်တီတိုင်းကျုပ်တီတိုင်းလက်ထားမှာမဟုတ်ဘူးဆက်စကားကို ကျွန်တော်သူလိုက်မှာလုံခဲ့တဲ့သူရှိမှာပေါ့လုံခဲ့တဲ့ကျွန်တော်တနစ်ကျော်တနစ်ခွဲတနစ်ခွဲနှစ်နှစ်လောက်ပေါ့နော်အဲ့လောက်ကကျွန်တော်ပြောခဲ့ရရှိတာနော်အဲ့ဒါကြောင့်မလို့အဲကျုပ်ရဲ့ဂရိတိုင်းမဲ့ကျုပ်ကဆက်လက်ပြီးပြောနေရမှာဖြစ်တယ်အဲ့တော့ကိုရာဇာတို့ထောင်ကြတဲ့အချိန်ပေါ့ဗျာအဲ့ချိန်ကကျွန်တော်ကျွန်တော်လည်းသူ့လိုက်မှာကိုရာဇာထောင်ကြတဲ့အချိန်မှာလည်းကျွန်တော်အနေနဲ့ပြောခဲ့တယ်နော်အမကိုရွှေမျိုးဝင်းတို့လည်းထောင်ထဲမှာပါပဲနော်ဥဝိဒတုလည်းအဲ့ဟိုကထောင်ထဲမှာပဲထင်ပါလေနော်အဲ့ကျွန်တော်အနေနဲ့အဲ ကျွန်တော်ဒါကျွန်တော်ပြောနိုင်တယ်မပြောနိုင်တဲ့သူတွေအလုံးလည်းကျွန်တော်မပြောပြန်ပြီးတော့ဗောနော်အဲဘယ်လိုခေါ်မလဲဥပမာဖြစ်အဲဒီဗောအဲကိုယ်တော်ဝင်ထောင်ကြအချိန်မှာပြည်တွင်းကအစလီတွေမပြောနိုင်ဘူးဒါသူတို့ကိုသွားပြီးတော့ကျွန်တော်အပြစ်တင်လို့မရဘူးသူတို့ရဲ့အခြေအနေသူတို့ဘလို့ရင်ဆိုင်နေရတာကျွန်တော်ကောင်းကောင်းသိတယ်နော်သိတယ်လို့ကျွန်တော်ခန်းစားပေးလို့ရတယ်ဒါပေမဲ့တော့ပြောနေတဲ့သူတွေကိုပြန်ပြီးတော့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်လုပ်နေတဲ့သူတွေကိုပြန်ပြီးတော့တိုက်ခိုက်တာဝေဖန်တာကြတော့အဲဒါကနောက်ဆုံးပြေဖို့ပြန်နော် ရန်ကိုကိုလည်းမပြောနိုင်ဘူးကိုလည်းမလုံနိုင်ဘူးကိုလည်းမဝေဖန်ပေးနိုင်ဘူးကိုလည်းအမှန်တရားဆိုတာလေးတောင်စိစိလေးတောင်မဟာရဲဘူးမဟာရဲပေးရုံနဲ့ဟာပြောနေတဲ့သူတွေကိုပြန်ပြီးတော့ဝေဖန်တိုက်ခိုက်မှုကြတော့အဲကျွန်တော်နေဒီလောက်တော့ပြန်လည်ပြီးတော့ခြေပပြောဆိုတင်ပါတယ်နော်အဲ့တော့ကိုရွှေမျိုးဝင်းတို့နော်ကိုရာဇာတို့အဲဆရာတော်ဦးဝင်းသူတို့ထုတ်လဲရောက်နေအချိန်မှာလဲကျုပ်တို့ ကုပ္ပုံးလိုက်ကနေပြီးတော့တောင်းဆိုပေးခဲ့သလိုကုပ္ပုံးတနေ့အချုပ်တိုင်းရောက်မှာဆိုတော့ကျွန်တော်ကျိုးကျိုးလေးကိုဟောကင်းထုတ်လိုက်တော့ဖြစ်နေတယ်နော်ခင်ဗျားထောင်တိုင်းရောက်လည်းကျိုးတော့អော်ပေးရမှာပဲနော်အဲ့တော့ကျွန်တော်ရဲ့အဲဂရိစကားတိုင်းပေါ့ဗျာနော်ကျွန်တော်ဟုတ်ခဲ့ပြီးသွားပါပြီကိုဘုံကျွန်တော်ချစ်တာခင်တာအပတာကိုဘုံလည်းကျွန်တော်လည်းကျွန်တော်ချစ်ခင်လားဆိုတော့လေးစားသမှုရှိတယ်နော်ဟိုအဲ့လောက်ပဲရှိပါတယ်နော်လေးစားသမှုရှိတယ်ရင်းနှီးကြမ်းဝင်မှုရှိတယ် လိုအပ်လို့ရှိရင်ဖုန်းလေးပါလေးဆက်ပြီးစကားပြောတာရှိတယ်ကျန်တာတော့ကျွန်တော်တို့ယောက်ျားတိုင်းမှာဘာမှမရှိဘူးเนาะဘာမှဘာမှဘာမှပတ်သက်မှုမရှိဘူးအဲ့တော့ချစ်ချင်းမုန်းကြီးကိုကြော်လို့ပြီးတော့ကျွန်တော်လှုပ်ထုံးလုံကြီးကိုပြောတာပါအခုခုဟိုဘလော့ကမဲဆိုတော့ရဲလက်ထက်အလိုက်လို့ရဲကထားပါတော့အခုတရားဆွဲလိုက်ရှင်ပြီးသွားပြီတရားရုံးမှာရင်ဆိုင်ဖြည့်ရှင်းနေဦးမယ်ဒါက60ကြောက်ကကြီး online ကနေပြောဆိုတဲ့အမှုနော်နော် online ကပြောဆိုတဲ့အမှုဒီနာမည်တက်ပြီးဆဲတာဒါက ဥပဒေနဲ့ရှေ့နေနဲ့ရှေ့ရက်နဲ့တိတိကျကျဖြည့်ရှင်းလိုက်ပြီးရှင်ပြီးသွားတဲ့အလုပ်နော်ပြီးသွားတဲ့တိတိကျဖြည့်ဖြည့်ရှင်းလို့ရသလိုအချုပ်တွေရဝင်လိုက်ပြဘာမှမဖြစ်ဥပဒေထက်မှဘလို့မှမရှိစေရအခုလုပ်တဲ့ပုံစံကဥပဒေကိုကြော်ပြီးတော့နော်ဥပဒေကိုကြော်ပြီးတော့တောင်းမြင်ကပုံမှန်တဲ့ဒစီကြီးရှာနေတာအဲ့တော့အဲ့တော့ကိုခင်ဗျားတို့ကြွလို့ငြိမ်ခံနေလိုက်မယ်ဟေ့ဆိုလို့ရှိရင်ဒီသူ့ကိုမုံတဲ့အုပ်စုကနော်မုံတဲ့အုပ်စုကလုံအပ်တယ်လို့ချေတယ်ပြီးလှုပ်ချေတယ်လို့လှုပ်သွားမှာပေါ့ဟာအဲ့တော့ ကဲထားဒါကတခုเนาะကိုဖုန်းကိစ္စဒီလောက်မှာပဲကျွန်တော်တို့အဲခဏခဏရရမှာကျွန်တော်ကဒီစကားရလဲပါသလိုရှေ့လျှောက်လဲကျွန်တော်အနေနဲ့ကတော့အဲအသိဉာဏ်နေပေးသွားမှာဖြစ်တယ်เนาะအဲ့တော့ကျွန်တော်ကိုဝေမတိုက်ခိုက်နေတဲ့အားလုံးပေါ်မှာလဲကျွန်တော်အနေနဲ့စိတ်မဆိုးဘူးဒါတို့မိတလောက်အဲတို့ပြောစရာဖြစ်တယ်ကျွန်တော်ကိုမုန်းတဲ့သူတွေအဲဝေမတိုက်ခိုက်သူတွေတိတယ်မလားအကျွတ် အမျိုးမျိုးဘသဘောလေလင်းမဟုတ်တာတွေမဟုတ်တာတွေမဟုတ်တာတွေကိုပြောနေတဲ့သူတွေအားလုံးပေါ်မှာလဲအကြောင်းနဲ့စိတ်ဆိုးခြင်းနဲ့ရှိမှာမို့ဒါလောကန်တရားပါပဲလောကန်တရားဟာရတော့အရတော့လာဘောအလာဘောနေနေတဲ့ဒုက္ခဒုက္ခပေါ့ဗျာနော်ဒီဒီလောကန်တရားအတိုင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲကျွန်တော်ချစ်ချင်းမုံကြီးကိုဂရုစိုက်နေကိုမောင်မောင်ရေဆိုတာဖြစ်မလာဘူးချစ်တဲ့မိဘိန်းဘက်ပဲလိုက်မှာပေါ့ဗျာဟုတ်တယ်မလားနော်အဲ့တော့အဲ့တော့အာကိုဖုံးထွက်လာရင်းနဲ့နော်နော်နော် အဲ့အဲ့လိုမျိုးမဟုတ်ပါဘူးအလုံးဝိုင်းပြီးတောင်းဆိုရမှာပါအလုံးတိုင်းဆိုရမှာပါနော်ကိုမောင်ထွက်လာရင်ကိုမောင်အကြောင်းစာမရှိပါဘူးကိုမောင်တို့ကဘာပဲလုပ်လို့ရတယ်ဆိုရှင်မမေ့အကြောင်းနော်သူ့ကိုမမေ့အကြောင်းအဲဘယ်လိုခေါ်မလဲဆိုတော့သူ့အတွက်ကျွန်တော်တို့သိရှိနေပါတယ်ကျွန်တော်ပြည်သူတွေတည့်ရနေနေပါနော်အဲဒါမျိုးကနိုင်ငံရေးအတိုင်းအဝိုင်းအနေနဲ့သူ့ကိုမမေ့ကြောင်းလေးကျွန်တော်တို့ကပြောနိုင်တယ်သူထွက်နိုင်တယ်မထွက်နိုင်တယ်ဆိုတာကတော့ သူ့ရဲ့အမှုရင်ဆိုင်မှုတွေသူ့ရဲ့ဒီဆောင်ရွက်မှုတွေပုံမှာပဲမှုတည်ပါတယ်နော်ကိုမောင်တို့ကျေးဇူးကြောင့်ဆိုလည်းမဟုတ်ပါဘူးကိုရာဇောက်ထွက်လာတဲ့ကိုမောင်တို့ကျေးဇူးကြောင့်လည်းမဟုတ်ဘူးကိုဘုန်းတို့ကျေးဇူးကြောင့်လည်းမဟုတ်ဘူးဒါသူ့ရဲ့ဒီလူရဲ့စီလို့သူတို့ထွက်လာတာဖြစ်တယ်သို့ပါတော့လည်းပဲကျွန်တော်တို့ကဒီပေါ့ဟိုပြောဖီအားလေးတွေပေါ့ဖီအားလေးတွေလည်းဖြစ်ဖြစ်ဟို risk awareness ပေါ့ဟိုအများကြီးသိအောင်သိအောင်ပြောဆိုပြီးဒါပဲလုပ်လို့ရပါတယ်နော်ဒီထက်ပိုပြီးကျွန်တော်တို့ကလုတ်ပိုင်ခွင့်မရှိပါဘူးနော်